လူ242ဦးသေဆောင်လာတဲ့အဲအိန္ဒိယရဲ့လေယာဉ်ပျက်ကြားပြီးလူအများပြားသေဆုံးနိုင်ပွဲရှိမင်္ဂလာပါပရိသတ်ကြီးရှင်လူပေါင်း242ဦးကိုတင်ဆောင်ပြီးလန်ဒန်မြို့ကိုဥတီပြန်တန်းနေတဲ့အဲအိန္ဒိယလေချောင်းလိုင်းရဲ့လေယာဉ်တစီးဟောင်းဒီကနေ့ကြာတာပရင်းနေအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမတာဘတ်မြို့ကနေပြန်တက်ပြီးမိနစ်အနည်းငယ်အကြာမှာပြတ်ကျခဲ့တယ်လို့လေချောင်းလိုင်းရဲ့ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရသိရှိရပါတယ် တည်ဆုံးမှုရှိမရှိကိုတော့တိတိကျကျထုတ်ပြောနိုင်ခြင်းမရှိသေးပေမယ့်လူအများပြားတည်ဆုံးနိုင်တယ်လို့လည်းဆက်လက်ပြောကြားထားပါတယ်။ယခုပြကြခဲ့တဲ့လေရင်ဟာဗြိတိန်နိုင်ငံရဲ့ Gatwick လေဆိပ်ကိုဥတီနေတာဖြစ်တယ်လို့ Air India ကပြောကြားခဲ့တာဖြစ်ပြီးလေဆိပ်အနီးကလူနေရပ်ကွက်တစ်ခုတည်းကိုပြကြခဲ့တာဖြစ်တယ်လို့လည်းရဲအယားရှိတွေကပြောပြထားပါတယ်။ ေချောင်းပြန်တမ်းမှုတွေကိုခြေရခံတဲ့ Fly Trader 24 website ရဲ့အဆိုအရဒီလေယာဉ်ဟာလက်ရှိအသုံးပြုနေတဲ့ခေတ်အမီဆုံးခရီးသည်တွင်လေယာဉ်တွေကတစ်ခုဖြစ်တဲ့ Boeing 7878 Dreamliner အမျိုးအစားဖြစ်တယ်လို့လည်းသိရပါတယ်လောလောဆယ်မှာတော့ကျွန်တော်တို့အသေးစိတ်အချက်အလက်တွေစုံစမ်းနေသေးဖြစ်ပြီးနောက်ထပ်အခြေအနေတွေကိုဆက်လက်ထုတ်ပြန်သွားမှာပါလို့ Air India က X လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ လင်းရင်ဟာပြန်ထက်နေစဉ်မှာပြတ်ကျခဲ့တာဖြစ်တယ်လို့ရုံမြင့်တန်ကြားလိုင်းတွေကဖော်ပြခဲ့ပြီးရုံတန်လိုင်းတစ်ခုမှာတော့လင်းရင်ဟာလူနေရပ်ကွက်တစ်ခုရဲ့အပေါ်ကနေပြန်တက်သွားပြီးခဏအကြာမှာမြင်ကွင်းကနေပြောက်ွယ်သွားခဲ့ကောင်အိမ်ဒီရဲ့နောက်ကနေမိခိုးလုံးကြီးတွေထွက်ပေါ်လာတဲ့ပုံကိုပြသခဲ့ပါတယ်ရုပ်တံမှတ်တမ်းတွေမှာမိလောင်နေတဲ့လင်းရဲ့အပျက်စီးတွေနဲ့အတူနေစိတ်အနီးမှာအနက်ရောင်မိကိုလုံးကြီးတွေကောင်းကင်ကိုတက်သွားတာကိုလည်းဖော်ပြထားပါတယ်။ ဒါအပြင်လူတွေကိုလူနာတင်ဆင်တွေနဲ့အသေးဆောင်နေကြတာတွေလူနာတင်ရှင်တွေနဲ့ခေါ်ဆောင်တာတွေကိုလည်းဖော်ပြထားပါတယ်။အာမတာဘတ်လေဆေးရဲ့လေချောင်းထင်းချုပ်ရေးဌာနရဲ့အဆိုအရလေရင်ဟာနေ့လယ်တနာရီ39မိနစ်မှာပြင်းလဲ23ကနေပြန်တက်ခဲ့တာပါ။အရေးပေါ်ခြေနေကိုအချက်ပြတဲ့မေဒီခေါ်ဆိုမှုကိုပြုလုပ်ခဲ့ပေမယ့်အဲဒီနောက်မှာတော့လေရင်စီကနေဘာတုံးပြန်မှုမှမရရှိတော့ဘူးလို့ဆိုပါတယ်။ Flight Trader 24ကလည်းလင်းရင်စီကနောက်ဆုံးအချက်ပြမှုကို ပြန်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပဲရရှိခဲ့တယ်လို့ဆိုပါတယ်။ရှခုပြကြခဲ့တဲ့လေရင်ပေါ်မှာပြည်ထိုင်နိုင်ငံသား53ဦးပါဝင်ကြောင်းအဲအိန္ဒိယကအတည်ပြုထားပါတယ်။ပြည်ထိုင်ရေးအစိုးရကလေရင်ပေါ်ပါရှိသူများအားအစိုးရကတက်နိုင်သမျှအပြည့်အဝပံ့ပိုးကူညီမှုများပေးအပ်သွားမည်ဖြစ်ကြောင်းပါလီမန်အောက်လွှတ်တော်ခေါင်းဆောင်လူစီပေါ်ဝဲကပြောကြားထားပါတယ်။ မိသားစုအားလုံးနဲ့ထိခိုက်ခံစားရသူအားလုံးကိုကျွန်တော်တို့ရဲ့အနောက်ဆိုင်ဆုံးစာနာမှုနဲ့နှစ်သိမ့်မှုတွေပေးပါတယ်။အစိုးရအနေနဲ့လည်းအိန္ဒိယမှာရှိတဲ့သူတွေနဲ့ဒီနိုင်ငံမှာရှိတဲ့သူတွေကိုတတ်နိုင်သမျှအပြေးအဝပံ့ပိုးကူညီမှုတွေပေးသွားမှာပါလို့၎င်းကဆက်လက်ပြောကြားထားပါတယ်။ ပြတ်ကျသွားခဲ့တဲ့ Boeing 787-8အမျိုးအစားလေးယာဉ်ပေါ်မှာခီးသည်အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ကနေဒါနိုင်ငံသား1ဦးနဲ့ပေါ်တူဂီနိုင်ငံသား9ဦးတို့ပါဝင်ကြောင်းသိရှိရပါတယ်။တာဝန်ရှိသူများကတရားရသူတချို့အားဆေးရုံများကိုပို့ဆောင်နေပြီးထိခိုက်သေးဆုံးသူအရေအတွက်ကိုတော့လက်တလုံးမသိရသေးဘူးလို့သိရပါတယ်။လည်းမစ္စတာရီကိုကြည့်သေးဘူး။ 우리 대형은